ဝင်နိုင်ရမယ်လို့နာမည်ကြီးနေတဲ့ထိုင်းလာမယ်အိုပယ်ကိုဂျော့တက်ကမေးစရောတဲလက်မှာ top ဝင်သွားတဲ့ခီစာခင် MC လီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ခီစာခင်ကလက်ရှိမှာမြန်မာနိုင်ငံကိုစားပြုအနေနဲ့မေးစရော2025ပြိုင်ပွဲကြီးကိုဝင်ရောက်ရှင်ပြိုင်နေတာဖြစ်ပါတယ်အရင်နှစ်တွေမှာမေးစရောပြိုင်ပွဲကိုပရိသတ်တွေကစိတ်ဝင်စားတက်ပြီးမြင်ဒီနှစ်မှာတော့မေးစရောမြန်မာလိုင်စင်ကိုဒူအန်လွင်ကဂိုင်ခဲ့တာဖြစ်ပြီးရွေးချယ်ခံရတာမျိုးစိတ်ဝင်စားနေတာပါ ထူအပ်လွင်ကအသက်18နှစ်သားရှိသေးတဲ့ခီစာခင်ကိုရွေးချယ်ကဆေးလွတ်ခဲ့တာပါခီစာခင်ကအရင်အချင်းသိမ့်မရှိနိုင်တော့ပါဘူးလို့ပရိသတ်တွေကရှော့တွက်ခဲ့ကြပြီးမယ်တကယ်တမ်းမှာတော့ကြိုးစားပြနိုင်လာတာပါဒီနေ့မစ်ဝမ်မှာနာမည်ကြီးလာမယ်တချို့ကပါပါဝင်ဝင်ရောက်ရှင်ပြန်နေတာမို့ခီစာခင်မှာနေရာရဖို့မနေတိုးဝင်နေရတာပါရှင်ပြန်နေတဲ့သူတွေထဲမှာဆိုရင် Miss World Thailand 2025ကိုစားပြုအလာမယ်အိုပယ်ကိုတော်တော်များများကဝန်းနာထိခံမှန်းထားကြပါတယ်ပြီးခဲ့တဲ့ရက်မှာတော့ Miss World ရဲ့အဓိက ကပြိုင်ပွဲတစ်ခုဖြစ်တဲ့တဲလန့်ပြိုင်ပွဲကိုရှင်းပြန်ခဲ့ကြရပါတယ်။တဲလန့်ပြိုင်ပွဲကမင်းစ်ဝမ်မှာအဓိကအရေးပါသလိုတဲလန့်ပြိုင်ပွဲမှာသာဝန်းနှဆူရခဲ့မယ်ဆိုရင် final ပွဲကြီးကျရင် top 10လောက်အထိကို AC ဝင်နိုင်တာကြောင့်မှာတဲလန့်ရဲ့အမှတ်က top 10ဝင်နိုင်တဲ့အထိကိုပံ့ပိုးပေးနိုင်တာဖြစ်ပါတယ်။တဲလန့်ပြိုင်ပွဲကိုအားလုံးကတိကျရှင်းပြန်ကြသလိုခီစာခင်ကလည်းကိုစွမ်းညံစွမ်းရှိသလောက်ဝင်ရောက်ရှင်းပြန်ပါတယ်။ပင်ကိုစွမ်းရည်ပြိုင်ပွဲအတွက်ပနာမရွေးချယ်တဲ့အချိန်မှာခီစာခင်က top ဝင်သွားခဲ့တာဖြစ်ပါတယ်။ ်မင်းစ်ဝေါ်ကတိုက်ကိုစားပြူလိုက် top တွေကိုရွေးချယ်တဲ့နေရာမှာမြန်မာနိုင်ငံကတော့ အာရှအုပ်စုတွေမှာပါဝင်ရှင်ပြန်ရပါတယ်။ဒါကြောင့်မလို့အာရှအုပ်စုနိုင်ငံတွေထဲမှာမှ73နိုင်ငံရွေးချယ်တဲ့ထဲမှာမြန်မာနိုင်ငံကိုစားပြုခီစာခင်ကပါ top ဝင်သွားခဲ့တာပါ။ခီစာခင်က top ဝင်ခဲ့ပြီးမြထိုင်းနိုင်ငံကိုစားပြုလာမဲ့ OP က top ဝင်ခဲ့ပါဘူး။ OP က Miss World 2025မှာဝင်းနာစုကိုရရှိလိမ့်မယ်လို့နမည်ကြီးနေတာပါ။ဝင်းနာစုရရှိမဲ့သူက top အဆင့်တောင်မဝင်လာတာမို့တော်တော်များများကအံ့ဩတင်နေကြပါတယ်။ပြီးခဲ့တဲ့ပွဲတွေမှာ Miss World ဝင်းနာစုကိုရရှိတဲ့အလအမေရိကာ ထဲလန့်ပြိုင်ပွဲတွေမှာတော့ဝင်တဲ့သူတွေအတွက်ဝင်နာစုနေရတဲ့သူတွေကပုံများပါတယ်။ Open ကထဲလန့်ရှုမှာ top down ဝင်မှုဆိုတဲ့ဖြစ်က Time ပြည့်သက်တွေချာမှာအတော်လေးကိုပွဲစုလို့နေတာပါ။ မြန်မာပြည်သက်တွေအတွက်တော့နာမည်ကြီးထိုင်းလာမယ်အိုပေတောင်မလုံနိုင်တဲ့အရာကိုမြန်မာကိုစားပြုအလှမယ်ခီစာခင်ကလုံနိုင်ခဲ့တာမို့လို့ချီးကျူးစရာဖြစ်လို့နေတာပေါ့ခီစာခင်ကိုထဲလန့်မှာအကောင်းဆုံးသာဖြစ်စေချင်တာပါဒါအပြင်ထဲလန့်ပြိုင်ပွဲမှာဝင်းနာစုထီရအောင်ကြိုးစားဖို့ကိုလည်းတိုက်တွန်းနေကြတာပေါ့တကယ်လို့ထဲလန့်ပြိုင်ပွဲမှာခီစာခင်သာဝင်းနာရခဲ့မယ်ဆိုရင် top လောက်တော့အသာလေးဝင်နိုင်တာကြောင့်မဘလို့ပဲပြောပြောခီစာခင်ရဲ့ကြိုးစားအားထုတ်မှုကိုအလုံးကအတိမတ်ပြုနေရပါတယ်ခီစာခင်ကအလုပ်တွေနဲ့သာတောက်လျှောက်တက်တည်ပြလို့နေ တာပါ။သွားပြိုင်တဲ့အချိန်မှာသူမကိုမလုံနိုင်ဘူးလို့တန်တရားဖြစ်နေတဲ့သူတွေကိုပြိုင်ပွဲမှာအကောင်ဆုံးတောက်ပပြကလုံနိုင်ကြောင်းသတိပြတာပါ။ခီစာခင်ကို top 40လဲလောက်ထိဝင်ဖို့အတွက်ပြိုင်သက်တွေကမျှော်လင့်နေတာပါ။ Miss World ပြိုင်ပွဲမှာမြန်မာကိုစားပြုလာမယ်ရိက top မဝင်ဘူးတာမျိုးခင်စာကီကပထမဦးဆုံး placement ယူပေးနိုင်တဲ့သူဖြစ်လာမှာပါ။ထိုင်းလာမယ့် Open တောင်မရပဲပြိုင်ပွဲမှာတော်ဝင်ခဲ့တဲ့ခီစာခင်ပေါ်အားရကြည်နေလားဆိုတာပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပ chamar é a assim.